အကြပန်းရောက်ဘယ်ဂျီယံကိုဒုက္ခပေးမဲ့ဝေဒုက္ခဆိုတနင်္လာညဥရောပဆောင်ကဘာဖလားခြေစစ်ပွဲပွဲကြို30ချက်ကာဇက်စတန်နဲ့မြောက်မက်ဆီဒိုနီးယားည7နာရီခွဲနှစ်ပွဲမှာ3မှတ်သာရသေးတဲ့ကာဇက်စတန်ဟာရလက်ပိုင်းမတည်ငြိမ်သလိုခံစစ်လဲညံ့ပါလေမြောက်မက်ဆီဒိုနီးယားကတော့ဘယ်ဂျီယံနဲ့ဝေးလို့ပါတဲ့အုပ်စုမှာ၃ပွဲကစားပြီးချိန်ရှုံးပွဲမရှိသေးပါဘူးပြီးကြတဲ့ဘက်ကဘယ်ဂျီယံကိုတစ်ဖက်တကူးစီတည်ရီကန်ခဲ့သလို အဲ့ဒီအချိန်မှာလေဝေးကိုမရှုပ်အောင်ကန်ထားကနောက်ဆုံး၈ပွဲမှာ၆ပွဲ နိုင်ထားပါလေအဝေးကွင်းကနေ level 85ပေါက်တဲ့မြောက်မက်ဆီဒိုနီယာကသာယူရမှာပါဘယ်ဂျန်နဲ့ဝေးညတနာ25ပြီးကြတဲ့ဘက်ကမြောက်မက်ဆီဒိုနီယာကိုတရေသာကန်နိုင်ခဲ့တဲ့ဘယ်ဂျန်ဟာပြိုင်ပွဲစုံနောက်ဆုံး၈ပွဲမှာလေတပွဲသာနိုင်ခဲ့တာပါရွှေအောင်မျိုးဆက်ကုံလွန်ကနေဘယ်ဂျန်ဟာခြေစွမ်းအရအတော်လေးကိုနှိမ်သွားပါတယ် သုံးပွဲကံပြီးချိန်ခုနှစ်မှတ်နဲ့အုပ်စုမှတ်ပြီးဇယားကိုဦးဆောင်နေတဲ့ဝေးကတော့ဘယ်ဂျန်နဲ့နောက်ဆုံးတွေ့ဆုံမှု၈ပွဲမှာလဲ၂ပွဲသာရှုံးခဲ့တာပါဘယ်ဂျန်တလုံး90အရှုံးဆိုပေမဲ့ဝေးတရေရသွားနိုင်ပါလေဖာရိုဂျွန်းစုနဲ့ဂျီဘရတာညတနိုင်15အုပ်စုတွင်အမတ်ဘဲဥမကွဲသေးတဲ့နှစ်သင်းရဲ့တွဲဆုံမှုဆိုပေမဲ့ဖာရိုကနှစ်ပွဲသာကံရသေးပြီးဂျီဘရတာကတော့သုံးပွဲကံထားတာပါဒါပြင်ဖာရိုကအဝေးကွင်းနေမှာ သူတို့ထက်မြင့်တဲ့ပြိုင်ဘက်တွေကိုတကောကောမရှိတဲ့နဲ့သာကတ်ရှုံးခဲ့တာဖြစ်ပါရင်ဂျီဘရတာကတော့အုပ်စုတွင်၃ဘွဲမှာစုစုပေါင်း၁၄ကိုတောင်ပေးခဲ့ရတာပါနှလုံး90နိုင်ပေါက်တဲ့ဖာရိုကိုအနိုင်ဆုံး29ပြက်ကစကြည့်ရပါမယ်ခရိုအေးရှားနဲ့ချက်ငတ်တနာယီ15ခရိုအေးရှားဟာပေးခဲ့တဲ့အပတ်ကမှအုပ်စုတွင်ပထမဆုံးပွဲစကန်တာဖြစ်ပြီးဂျီဘရတာကို9ပြက်သွင်းထားပါတယ်ချက်ကလည်း၃ဘွဲကစားပြီးချိန်ရာနှုန်းပြည့်9ဘွဲနဲ့ အုပ်စုအမှတ်ပေးစရာကိုဥဆောင်နေတာပါဒါပေမဲ့ချဟာအဝေးကွင်းတော့အားနေပြီးပြိုင်ပွဲအတွင်းနောက်ဆုံးအဝေးကွင်း9ပွဲမှာတပွဲသာနိုင်ခဲ့ပါလေခရိုအေးရှားကအရေးသွေးပိုတာတလို့တလုံး85အနိုင်ပေါက်တဲ့အင်းရှင်ရိတ်အောက်ကိုသာခိုလုံရမှာပါအီတလီနဲ့မော်တိုဘာညတနိုင်15ပြီးခဲ့တဲ့ဘက်ကသူတို့ရဲ့အုပ်စုတွင် ပထမဆုံးပွဲမှာနော်ဝေကို3ဂိုးပြတ်နဲ့ရှုံးခဲ့လို့အီတလီမှာဖိအားရှိနေပါတယ်။ဒါကြောင့်အုပ်စုတွင်အားအနေဆုံးအသင်းနဲ့အတွေ့မှာ အီတလီမဖြစ်မနေယုံထားရမှာပါမော်ဒိုဘာကတော့အုပ်စုတွေနှစ်ပွဲမှာအင်ကွင်းကန်ရတာတော့စုစုပေါင်း89ပြီးခဲ့ရပါတယ်ဒေါ်လုံး60အနိုင်ပေါက်တဲ့အီတလီဂိုမိုးရွာနိုင်မှာပါအက်စတိုးရီးယားနဲ့နော်ဝေးညတနာ25 3ဝဲကန်ပြီးချိန်3မှတ်သာရသေးတဲ့အက်စတိုးရီးယားဟာဘီဂရက်ဘတ်ကအင်ကွင်းမှာအစ္စရေးကိုတော့3ဂိုးပြန်ပေးခဲ့ရတာပါ ဗီဂရက်ဘတ်တုံးကအီတလီကိုတော့၃ဂိုးပြတ်နဲ့နိုင်ခဲ့လို့နော်ဝေကတော့စိတ်သက်သာအမြင်ဆုံးရောက်ရှိနေပါလေ။အောက်ဆိုရီယာနှုံးပြေးနိုင်ထားတဲ့နော်ဝေဟာ၃ပွဲစလုံးမှာအနိုင်ဆုံး၃ဂိုးနှုံးနဲ့တွင်းနိုင်ခဲ့တာပါ။နော်ဝေ၃လုံး90အနိုင်ပေါက်တယ်လို့ဟာလန်တို့ရဲ့တွင်းဂိုးတွေကိုရေတွဲရဖို့ရှိပါသေး။